မိခင်ရဲ့အသက်ကိုကယ်တင်ဖို့အချိန်ကိုရှေးတုန်းနောက်ဆုံးလှုပ်ချနေတဲ့ဒုက္ခတိုင်းမွန်တထေးမကြီးရဲ့သမီးပရိသတ်များလုံးမင်္ဂလာပါရှင့် News Daily Top ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒုက္ခတိုင်းမွန်စိန်စံကြီးကိုပိုင်ဆိုင်ထားတဲ့တထေးမကြီးဒေါမိုးတီရာရွှေဟာဆိုရင်ငလင်ဘေးမှာကွယ်လွန်သွားခဲ့ရဖြစ်ပါတယ်။ စောစောစီစီကဲတင်နိုင်ရင်တော့အသက်ရှင်နိုင်ပေမဲ့ကဲတင်ခွင့်မရခဲ့ရှာပဲအချိန်လွန်ခဲ့ရတဲ့ကြံရည်သူသမီးဖြစ်သူနင်းစီလင်ဝင်းတယောက်အရန်ကိုခံစားနေရတာဖြစ်ပါတယ်။ဒါကြောင့်သူမက၄၀နှစ်တိုင်အယူတယောက်လိုမျိုးဝန်းထဲခံစားပြီးတော့ငိုကြွေးနေခဲ့ရပါတယ်။ဒါတင်မကအချိန်တွေကိုရှေ့တိုးနောက်ဆုံးလိုလိုသာရမယ်ဆိုရင်မိခင်ကြီးရဲ့အသက်ကိုကဲတင်နိုင်မှာဆိုပြီးဝန်းထဲစွန်နဲ့ရင်ဖွင့်လာခဲ့ပါတယ်။တကယ်တော့သူမအနေနဲ့မိခင်တယောက်တည်းကိုပဲဆုံးရှုံးလိုက်ရတာမဟုတ်ပါဘူး။မိခင်ကြီးနဲ့အတူတူအိမ်ထဲမှာရှိနေတဲ့အမဖြစ်သူဇနီးမောင် ်းနဲ့တူမလေးကိုလည်းဆုံရှုံလိုက်ရတာဖြစ်ပါတယ်။ဒါတင်မကတခြားသောဝန်ထမ်းကောင်မလေးတွေနဲ့အမျိုးအစုတွေလည်းပါဝင်ပါသေးရင်ဒီလိုမျိုးမိသားစုဝင်အများအပြားကိုတပြိုင်တည်းထဲဆုံရှုံလိုက်ရတဲ့အတွက်တူမအနေနဲ့ဘလို့မကိုဖြေမဆင်နိုင်အောင်ဖြစ်နေခဲ့ရပါတယ်။ဒါကြောင့်အချိန်တွေကိုတောင်ရှည်တုံးနောက်ဆုံးလုပ်ချင်နေခဲ့ရပါငလေးမလောက်ခင်တည့်ရက်မှာသူမကမိထီလာမျိုးကိုရောက်ရှိသွားပါတယ်။တကယ်လို့အလွတ်သွားတဲ့အချိန်မှာမိခင်ကြီးနဲ့အမဖြစ်သူကိုခေါ်လာနိုင်ခဲ့ရင်မန္တလေးငလေးမှာကွယ်လွန်သွားမှာမဟုတ်ဘူးလို့တွေးတောနေခဲ့မိပါတယ်။ ဒါမှမဟုတ်မိကြီးလာကိုမပြန်ခဲ့ပဲနဲ့မိခင်ကြီးရဲ့ဘေးမှသာ အတူရှိနေခဲ့မယ်ဆိုရင်တမတို့အိမ်ကနေအောက်ကိုခုန်ချပြီးတော့ထွက်ပြေးလွတ်မြောက်လာမှာဆိုပြီးတော့လေတွေးနေခဲ့မိပြန်ပါတယ် ဒီလိုမှမဟုတ်ပဲငလင်းလှုပ်တဲ့အချိန်ကတော့၂နာရီလောက်နောက်ကျခဲ့မယ်ဆိုရင်မိသားစုတစ်ခုလုံးကအပြင်မှာရှိနေမှာဖြစ်ပါတယ်။၃နာရီလောက်သာစောပြီးတော့လှုပ်ခဲ့မယ်ဆိုရင်လေမိခင်ကြီးကမနက်တိုင်းဖျားသွားတဲ့အတွက်ဖျားမှာရှိနေမှာပါ။ဒါမှမဟုတ်အဲ့ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်ခဲ့ရင်လေမိသားစုတစ်ခုလုံးတနေကုန်ပြီးပါအပြင်မှာရှိနေမှာဖြစ်ပါတယ်။ဒါကြောင့်လွတ်မြောက်သွားမှလွတ်တွေးနေကြရပါဘူး။ အဲ့ဒီနေကပိတ်ရဖြစ်လို့တာမိသားစုဝင်တွေအကုန်လုံးကအိမ်ထဲမှာရှိနေကြတာဖြစ်ပြီး အကုန်လုံးပိတ်မိသွားကအခုလိုဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ငလင်လုံးတဲ့ချိန်သာနည်းနည်းလောက်စောခဲ့ရင်ဒါမှမဟုတ်နည်းနည်းလောက်နောက်ကျခဲ့ရင်ဆိုတဲ့အတွေးတွေနဲ့အတူဟိုလိုဖြစ်ရင်ဒီလိုဖြစ်ရင်ဆိုတဲ့အတွေးတွေနဲ့ဒီမယမိခင်ကြီးနဲ့အမားဖြစ်သူတို့အသက်ရှင်သန်နိုင်ဖို့အတွက်အတွေးမျိုးစုံတွေးနေခဲ့ပါတယ်။ဒီလိုသာတွေးနိုင်ပြီးတော့ဘာမှအလုံးမလုံးပေးနိုင်ခဲ့တဲ့အတွက်လေနေ့စဉ်နေ့တိုင်းနောင်ကျတွေနဲ့ဝန်ထဲခံစားပြီးတော့ဖြတ်တန်းနေရတယ်လို့ဆိုပါတယ်။ ရုတ်တရက်ဆန်စွာနဲ့မိခင်ဖြစ်သူအပါအဝင်အမဖြစ်သူမိသားစုကိုပါဆုံရှုံလိုက်ရတဲ့အခါမှာဘလို့မှလက်မခံနိုင်အောင်ဖြစ်နေခဲ့ရပါတယ်။အခုတော့ဖခင်ကြီးကတယောက်တည်းကြံရိတ်ခဲ့ပြီးတော့ သူမလည်းအချင်းရဆုံးတော့အမားဖြစ်သူနဲ့မိခင်ကိုနေ့စဉ်နေ့တိုင်းလွမ်းဆွေးပြီးတော့ဝမ်းနည်းနေကြရပါတယ်။မိခင်ဖြစ်သူဒုက္ခဒိုင်မွန်ရွှေဆိုင်ပန်ရှင်တထေးမကြီးဒေါ်မိုးတီရာရွှေနဲ့အမားဖြစ်သူမိသားစုကမန္တလေးငလင်မှာစကိုင်းဗီလာကွန်ဒိုပြိုကျမှုနဲ့အတူကွယ်လွန်သွားခဲ့ရလဲဖြစ်ပါတယ်။အစောပိုင်းကလေးကလာကဲတင်နိုင်ခဲ့မယ်ဆိုရင်အသက်ရှင်နိုင်မှာဖြစ်ပေမဲ့အင်မတန်ကိုနောက်ကျပြီးမှကဲထုတ်နိုင်ခဲ့ရကြောင်းအကုန်လုံးကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ဒါကြောင့်သူမရဲ့အဖြစ်တွေပါဆိုပြီးနောက်သားစိတ်တွေနဲ့အတူဝမ်းနည်းခံစားနေခဲ့ရတာဖြစ် က်ပါရင်တကယ်တော့ဒီလိုမျိုးအချိန်တွေနောက်ဆုံးလို့ရရင်ရှေ့တိုးလို့ရရင်ဆိုပြီးတွေးနေမိတာကတခြားသောမိသားစုတွေလည်းအတူတူပဲဖြစ်မှာပါအမေနဲ့အမကိုဆုံးရှုံးလိုက်ရပြီးတော့တယောက်တည်းကြံရစ်နေခဲ့လို့ဖြစ်မစင်နိုင်အောင်ဖြစ်နေတဲ့သူမအတွက်အားပေးစကားလေးတွေပြောသွားခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်